ဆီးရီးယားပေါ်မှာအမေရိကန်သမ္မတဆက်ဆက်ရဲ့အရေးယူတန်ခတ်ပိတ်ဆို့ထားမှုအလုံးကိုမိမိအနေနဲ့တစ်ချက်တည်းနဲ့ရုပ်သိမ်းသွားမယ်လို့သမ္မတထရန်ကကြေပြပါတယ်။ဆော်ဒီနိုင်ငံရောက်နေတဲ့သမ္မတထရန်ကရီယက်မှာမလေးကမိန်ကွန်းပြောမှာဆီးရီးယားပေါ်တန်ခတ်ပိတ်ဆို့မှုအလုံးပြန်ရုပ်သိမ်းမယ်လို့ကြေပြပြောလိုက်ပြီးခုကဆီးရီးယားဟာကြီးမားတဲ့အခွင့်အလမ်းနဲ့တူနိုင်ငံအပြောင်းလဲအတွက်အချိန်တန်ပြီလို့ပြောပါတယ်။ဒါဟာဆော်ဒီအရှိန်မင်းသားမိုဟာမက်ဘင်ဆယ်မန်က တမနာထရန့်ကိုမြစ်တရခန့်တောင်းဆိုမှုရာဖြစ်လာတယ်လို့ထရန့်ကရိတ်မှုပြောပါတယ်။အိရှက်မင်းသားအတွက်ကျွန်တော်ဘာတွေလုပ်ပေးနေရတာလဲလို့ထရန့်ကပြောကြားခဲ့တာဖြစ်ပါတယ်။အမေရိကန်အပိကရက်ဒီဇမကပြုတ်ကျသွားတဲ့အာဆက်ဆိုးရွားကိုဖိအားပေးပြီးစီးပွားရေးအားထိခိုက်အောင်တန်ခတ်ပေးဆုံးမှုတွေဆယ်စုနှစ်ပေါင်းများစွာလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။တမရအာဆလထက်ကဆီးရီးယားဟာရုရှားရဲ့ကြောထောက်လုပ်ခံပြမှုနဲ့ယက်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ခုကမှတော့ဆီးရီးယားဟာ ဘယ်ကြောင်ထောက်နောက်ခံပြုမှုကမှသေချာရေးအမေရပဲတိမတာသူယက်တိနေရတဲ့သဘောရှိပါတယ်ရုရှားရဲ့နေရာကိုအမေရိကန်ကဝင်ဖို့အတွက်တာဆူနေတဲ့ပုံမျိုးရတယ်လို့နိုင်ငံရေးလေလာသူတွေကပြောပါတယ်။ဆီးရီးယားမှာသမ္မတအဆက်ပြုတ်ကြပြီးနောက်အတွင်းပြုတ်ကူပြောင်းရေးကာလသမ္မတအသစ်တို့ရွေးချယ်တင်မြောက်ခဲ့ပြီးအမေရိကန်ရဲ့တဏ္ဍာရေးကြိုးပမ်းမှုတွေအတွက်ခွင်လန်းအသစ်တစ်ခုဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ပိတ်ဆို့တန်ခတ်မှုမှန်သမျှရုပ်သိမ်းမယ်လို့သမ္မတထရန့်ရဲ့ကြေညာချက်ဟာဆီးရီးယားအတွက်ကြီးမားတဲ့အပြောင်းအလဲဖြစ်ပြီး စီယွန်နိုင်ငံကြားဝန်ကြီးအာဆက်ရှိုင်ဘာနီကပြည်နယ်တိဆောက်ရေးလက်ကျောင်းသစ်စတင်ပြီးလို့ဖော်ပြပြောဆိုပါတယ်။ဘော်လုံးနဲ့မှာလောတမန်ထရန်ဟာစီယတ်တမန်အာမက်အရှာရိုင်းနဲ့စော်ဒီမာတွေ့ပါမယ်။ရီယက်ကီစင်မီထရန်ဟာကာတာနဲ့အာရက်ဆိုလိုယံပြည်တော်စု UAE နိုင်ငံတို့ကိုဆက်လက်ခီးဆက်မှာဖြစ်ပြီး UAE ဟာလာမယ့်ဆယ်စုနှစ်အတွင်း အမေရိကန်မှာဒေါ်လာ1.4ထရီလန်ယင်းနှုန်းနှံဖို့ကတိပြုထားပြီးသားဖြစ်ပါတယ်။အခုလိုမျိုးဆီးရီးယားယင်းနဲ့ပတ်သက်ပြီးတော့အမေရိကန်ရဲ့လှုပ်ဆောင်ချက်မှန်သမျှကိုရုရှားကတော့စောင့်ကြည့်နေတယ်လို့ရုရှားအစိုးရယုံကထုတ်ပြန်ပါတယ်။ဆီးရီးယားယင်းနဲ့ပတ်သက်ပြီးတော့ဒေသတွင်းတင်းမာမှုတွေညှဉ်းပန်းမှုတွေဖြစ်အောင်အမေရိကန်နေနဲ့မလုပ်ဖို့ပြောလင့်တယ်လို့ရုရှားသမ္မတပြောဆိုခဲ့တဲ့ဒီမီထရီပက်စကော့ကတော့ဆိုပါတယ်။ တိုက်ပွဲတိုင်းမှာပါကင်စတန်ထက်တာလွန်တာကိုပြသနိုင်ခဲ့တယ်လို့အိန္ဒိယဝန်ကြီးချုပ်မိုဒီကပြောပါတယ်ပြီးခဲ့တဲ့သတင်းမှာကပါကင်စတန်အိန္ဒိယကလေကြောင်းတိုက်ခိုက်မှုတွေဆင်နွှဲချိန်မှာစတင်ကပထမဆုံးအများပြည်သူထံပြောကြားချက်အရတနင်္လာနေ့ကအောင်ပွဲခံရုံးတံမေကောမှာမိုဒီကအိန္ဒိယဟာပါကင်စတန်ကိုတားမြစ်လိုက်ပြီဖြစ်ကြောင်းအိန္ဒိယကပဲစစ်စင်ရေးတွေကိုရပ်ဆိုင်းပေးလိုက်ရတာလို့ဆိုပါတယ်ပြီးခဲ့တဲ့ဘက်ကအိန္ဒိယနဲ့ပါကင်စတန်တို့ဟာ အပြန်အလှန်ဒုံးကြီးတွေဒုံးတွေနဲ့ပြစ်ခတ်ခဲ့ပြီးလေကြောင်းတိုက်ပွဲတွေပါဖြစ်ခဲ့ပါတယ်။စီရဲဆောင်းတွေနဲ့အငင်းပွားကက်စမီးယားဒေသမှာရှိတဲ့တိုက်ပွဲနယ်ဝန်မှာကျော်လွန်ပြီးပြစ်မှတ်ထားတိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။အပြန်အလှန်တိုက်ပွဲတွေမှာအိန္ဒိယရဲ့လေရင်ချို့ပါပြတ်ကျခဲ့ပါတယ်။ပါကစ္စတန်ဘက်ကလည်းလူ90လောက်သေတဲ့ဆိုပါတယ်။အိန္ဒိယဘက်ကလည်းသေဆုံးသူတွေမြောက်များရှိပါတယ်။ပါကစ္စတန်ကအိန္ဒိယဝန်ကြီးမော်ဒီကတော့စစ်မြေပြင်မှာပါကစ္စတန်ကိုကျွန်တော်တို့ကပဲအနိုင်ယူခဲ့တာလို့လက်သီးလက်မောင်းတမ်းပြီးပြောပါတယ်ခစ်သစ်အစ်စ်ပွဲမှာအိန္ဒိယဟာ ာလွန်ကြောင်းတသက်ထူခဲ့ပြီလို့သူကဆိုပါတယ်။မော်ရီမေကွန်နဲ့ပတ်သက်ပြီးဝေဖန်မှုတွေအများအပြားခံနေရပါလေ။အပြန်အလှန်ဆက်ပြောင်းမောင်းတဲ့နိုင်ငံလုံးဟာအောင်နိုင်သူတွေဖြစ်တော့ကိုကိုကိုပြောပြီးတော့ရှုံးနေတဲ့သူမရှိသလိုဖြစ်နေပါလေ။ဘာဂစ်နာဝန်ကြီးချုပ်ဘောရှိဗာရှာရစ်ကလည်းပါကစ္စတန်နဲ့အိန္ဒိယဖြစ်တဲ့တိုက်ပွဲဟာပါကစ္စတန်ဟာတမိုင်းတွင်တဲ့အောင်ပွဲကိုရပြီးတော့အနိုင်ရခဲ့တယ်လို့နိုင်ငံတော်မင်ကွန်းမှပြောပါလေ။ ပြီးခဲ့တဲ့သတင်းဘက်ကပဋိပက္ခအစပိုင်းမှာအိန္ဒိယတိုက်လေ၅ဆင့်ထပ်မနေမိမိတို့ပြချနိုင်ခဲ့တယ်လို့ပါကစ္စတန်ဘက်ကပြောဆိုချက်ကိုတော့အိန္ဒိယဝန်ကြီးမိုဒီကပြောဆိုခြင်းမရှိပါဘူးတနင်္ဂနွေနေ့ကအိန္ဒိယလက်တပ်ဗိုလ်ချုပ်ကြီးကုမာဘာဒီယာလိင်နေပြချခံရတယ်ဆိုတဲ့သတင်းကိုအတည်ပြုခြင်းလည်းမရှိသလိုညှင်းဆိုခြင်းမရှိပေမဲ့ဆုံးရှုံးမှုဆိုတာတိုက်ပွဲမှာတော့ဖြစ်မှာပဲလို့သူကပြောပါတယ်အိန္ဒိယလက်ရင်မှုတွေအားလုံးအိမ်ပြန်ရောက်ပါတယ်လို့ဆိုပါတယ် အိန္ဒိယနဲ့ပါကစ္စတန်တို့အစနေနေ့မှာပြစ်ခတ်ရေးစည်းတရားအသဘောတူခဲ့ပါတယ်။နေဆက်ဖြတ်ကျော်ကြံဖတ်မှုကိုပံ့ပိုးနေတယ်လို့ဆွဆွဲထားတဲ့နိုင်ငံတနိုင်ငံအားအဖြစ်မနေအင်အားပြသဖို့လိုအပ်ပြီလို့အိန္ဒိယကဆိုထားပါတယ်။လေယာတာတိုက်ပွဲကိုနလောဆက်မှာတော့အမေရိကန်ရဲ့ဂျာဝိမှုနဲ့ရပ်တန့်ထားတယ်ဆိုပါတယ်။ပါကစ္စတန်ကလည်းတရားမျှတတဲ့ခုခံကာကွယ်ကျင်းတာဖြစ်တယ်လို့ဆိုပြီးအိန္ဒိယအုပ်ချုပ်မှုအောက်ကက်စမီးယားရှိပါဟန်ကန်ရက်မှာအေဘီလာကအရသား26ဦးတပြက်ခံရမှာကိစ္စဟာ ပါကစ္စတန်ဘက်ကမပါဝင်ကြောင်းညင်းဆိုထားပါတယ်လက်ရှိချိန်ဒီလဲဝန်ခံပြောခြင်းရှိပါဘူးမော်ရီမိတ်ကွန်ဟာပါဟန်ခံတပ်ဖြတ်မှုအတွက်လက်စားချေရေးတောင်းဆိုတဲ့မျိုးသားရေးဝါဒီတွေကိုဆွဲဆောင်နေတယ်ဆိုပါတယ်မော်ရီယာသူမဲရဖို့အတွက်တမင်တသက်စစ်ပွဲကိုအသုံးချနေတာလို့တိုက်ခန်နေကဆိုပါတယ်ရေပေါ်ရအနေနဲ့ပါကစ္စတန်နဲ့ဘလို့ပြိပကမျိုးမဆိုဟာလန်တော်အောက်ကစုယုံခြင်းကိုပဲဖြစ်စေမှာပဲလို့အိန္ဒိယအရေးလေးလာသုံးသူကပြောပါတယ်ပါကစ္စတန်ရဲ့စစ်ပွဲတောင်မှမဟုတ်ပါကစ္စတန်ရဲ့ပြိပကတခုတည်းပို့လို့ ဘာကမှအိန္ဒိယလူတို့ကိုပို့ပြီးစိတ်အားထက်သန်စေတဲ့အရာမရှိပါဘူး။ဝန်ကြီးချုပ်မော်ဒီကတော့ရွေးကောက်ပွဲအတွက်ကောင်းကောင်းကြီးသုံးချနေပြီလို့နိုင်ငံရေးလေလာသူတွေကပြောပါတယ်။ယူကရိန်းစစ်ပွဲမှာတေဆုံးခဲ့တဲ့မြောက်ကိုရီးယားစစ်သည်တွေရဲ့မိသားစုဝင်တွေကို ဆိုရက စုပေးတယ်လို့သိရပါတယ်။ယူကရိန်းစစ်မြေပြင်မှာအကြောင်းမျိုးကြောင့်တေဆုံးခဲ့တဲ့မြောက်ကိုရီးယားစစ်သည်တွေရဲ့မိသားစုတွေကိုဆိုရကမြို့တော်ပျောင်ယန်းကိုပြောင်းရွှေ့နေထိုင်ခွင့်ပေးမယ်လို့ကတိပြုပါတယ်။ အာနာပါနကရှာရှာဘွားပေးတဲ့ခွင့်ရေးဟာခေါင်းဆောင်ကင်ဂျုံအွန်ကစစ်တီတွေကိုရုရှားဘက်ကကူညီတိုက်ဖို့ဆေလွတ်တဲ့အတွက်ဝေဖန်ခံရမှုကိုရှော့ချဖို့ကြိုးပမ်းမှုဖြစ်ရှုမြင်ကြပါတယ်။ကင်ဂျုံအွန်ရဲ့အာနာရှင်စနစ်အောက်မှာပြုံရဲကိုပြောင်းရွှေ့ခွင့်ရရှိခြင်းဟာရှားပါတဲ့အခွင့်ထူးခံဖြစ်သတ်မှတ်ခံရတာပါ။ပြုံရဲဆိုတာဟာပြောရမယ်ဆိုရင်တော့ကင်ဂျုံအွန်အစိုးရဖွဲ့ကထိတ်တန်းပုံကိုယ်တွေမြောက်ကိုရီးယားမှာချမ်းသာတဲ့လူအသံဝင်တွေသာနေထိုင်တဲ့နေရာဖြစ်ပါတယ်။ မြောက်ကိုရီးယားမှာအချိန်ကလူသန်းစားတွေကတော့မျိုးတော်နောက်တော်မှာရောင်လို့တော်မှာမကတ်နိုင်ဘူးလို့ဆိုပါတယ်။အခုကမှတော့ဒီအချိန်ကလူသန်းစားမိသားစုတွေကိုတိဆောက်ပြီးစားအစီအစဉ်ပေါ်ရွက်တွေမှာနေနေပေးရမယ်လို့မြောက်ကိုရီးယားဆိုရကပြောပါတယ်။မြောက်ကိုရီးယားစစ်သည်တွေရုရှားကိုဆစ်လို့ချင်းကြောင့်လူမှုကြောင့်ဒေါသနဲ့မကျေနပ်မှုတွေတိုးပွားလာတယ်လို့တောင်ကိုရီးယားနိုင်ငံဆိုးချေဆိုင်တောင်နဲ့မြောက်ဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျူကထုတ်ပြန်တဲ့အစီအစဉ်ခန်းစာရသိရပါတယ်။ပျောင်ရဲမြို့တော်မှာနေထိုင်ခွင့်ဟာ လွယ်တကူမရနိုင်ဘူးလို့တန်တမန်ဟောင်းတဲ့တောင်ကိုရီးယားထိတ်တန်းထောက်လိုင်းရရှိနေကပြောပါတယ်။ပုံမှန်ဆိုရင်ပျုံယမ်းမှာနေထိုင်ခွင့်ရတာဟာကြီးမားတဲ့ခွင့်ရေးပါ။မြောက်ကိုရီးယားထိုင်တယ်လို့လျာဒီနေရာမှာနေထိုင်ခွင့်ရပါတယ်။မြို့တွေဝင်ဖို့လည်းဝင်ရောက်ခွင့်ရှိပါတယ်လို့ဆိုပါတယ်။ကြောက်ဆုံးသွားတဲ့စစ်သည်တော်တွေရဲ့မိသားစုတွေကိုထိန်းချုပ်ဖို့နီလန်ကောင်းတစ်ခုပေါ့ဗျာ။သူတို့ကိုတနေရာထဲမှာစူးစီးထားခြင်းအပြင်နိုင်ငံနဲ့တည်င်းပြပြည့်နေတာကိုတားဆီးဖို့ပို့လွယ်ကူပါတယ် အခွင့်အရေးဆိုတာလည်းပြောင်းလဲသင့်တဲ့အရာတစ်ခုပဲလို့ပြောပါရယ်။ရောကိုရီးယားဟာယူကရိန်းကိုကျူးကျော်တိုက်ခိုက်တဲ့ရုရှားစစ်ဘက်ကို ကူညီဖို့ဆိုပြီးတပ်ဖွဲ့တွေစေလွှတ်ကြောင်းပြီးခဲ့တဲ့နိုဝင်ဘာကပေါ်ပေါက်ခဲ့တာဖြစ်ပါရယ်။ဒါပေမဲ့ဒီသတင်းဟာအေဘီလာမတာရောကိုရီးယားနိုင်ငံပိုင်ရေဒီယိုရုပ်မြင်သံကြားတွေကိုရောက်ရှိခဲ့ပါရယ်။လူပေါင်း1500အထိရှေ့တန်းဆေလုတ်ခဲ့တယ်လို့ယုံကြည်ရပြီးတိုက်ပွဲမှာလူ600ခန့်သေပြီးနောက်ထပ်လူ4000ကျော်ထန်ရခဲ့တယ်လို့သိရပါဗျ။ သမရထရင်အရှိအလယ်ပိုင်းခီးစဉ်ဟာစတင်နေပြီးတော့ပထမဆုံးစော်ဒီမင်းအရှိမင်းသားမိုဟာမက်ဘင်ဆမန်နဲ့သမရထရင်တွေ့ဆုံခြင်းမှာဒေါ်လာဘီလီယံ140ကျော်တန်ဖိုးရှိတယ်လက်လက်ရောင်းချဖို့သဘောတူစာချုပ်ချုပ်ဆိုလိုက်ပြီးဖြစ်ပါတယ်သမရထရင်ကတော့အမေရိကန်ရဲ့လက်နက်စည်းကွက်ကိုဖြန့်လိုက်တဲ့သဘောပဲဖြစ်ပါတယ်အမေရိကန်ရဲ့စော်လီတို့ဟာဒေါ်လာ140ဘီလီယံနီးပါးတန်ဖိုးရှိတယ်လက်လက်ရောင်းချပြီးသဘောတူညီစာချုပ်ကို မေ23ရက်ကလက်မှတ်ရေးထိုးခဲ့တယ်လို့ Infuror ကသတင်းထုတ်ပြန်ပါတယ်မဂ္ဂင်သမားထရန့်ဟာသူ့ရဲ့နေရကြအရှိလက်ပိုင်းခီးစဉ်တွင်စော်ဒီကိုမေ23ရက်နေ့ကအရင်ဆုံးတော်ရောက်ခဲ့ပြီးခုလိုစာချုပ်ချုပ်ခဲ့တာပါ။ဒါအပြင်အဲ့ဒီသဘောတူညီချက်ဟာတမိုင်းတစ်လျှောက်အကြီးမားဆုံးလက်လက်ရောင်းချပေးရေးစာချုပ်ဖြစ်ပြီး အမေရိကန်ရဲ့ဘယ်သမရလက်ထက်ကမှအဲ့လောက်ထိလက်နက်အများဆုံးရောင်းဘူးတာမရှိဘူးလို့သိရပါတယ်။စော်ဒီအနေနဲ့အမေရိကန်မှာယင်းနှမျိုးနဲ့မျိုးရွေးထားတဲ့ဒေါ်လာဘီလီယံ600တမိုးရဲ့ဒဇိတပိုင်းဖြစ်ကြောင်းအမီရိုသတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။အခုချုပ်လိုက်တဲ့စာချုပ်အရအမေရိကန်ကာဝေးပစ္စည်းကုမ္ပဏီ10ခုကျော်ကစော်ဒီစီနောက်ဆုံးပေါ်အစင်မြင့်လက်နက်တွေနဲ့ဝန်ဆောင်မှုတွေကိုပေးရတော့မှာဖြစ်ပြီးလေတအစစ်မြင့်တင်ရင်အာဂါဒါစွန်ကြီးတိဆောင်ရေးလေချောင်းကာကွယ်ရေးနဲ့ဒုံးကြီးကာကွယ်ရေးစနစ် ပင်လယ်ကြီးကြောင်းနဲ့ကံရိုးနဲ့လုံခြုံရေးစနစ်၊ဒန်ဆက်လုံခြုံရေးနဲ့ကြီးတက်ခင်မီအသွင်ပြောင်းလဲရေးပြုပြင်မွမ်းမံရေးအချက်လက်နဲ့စက်သွေးရေးစနစ်အဆင့်မြင့်တဲ့ကဏ္ဍ၅ခုအကျုံးဝင်ကြောင်းသိရပါတယ်။ ဒါပြင်အမေရိကန်ဘက်မှ sorry လက်နက်ကင်တက်တွေအတွက်သင်တန်းနဲ့ထောက်ပံ့မှုတွေလည်းထပ်မံပံ့ပိုးပေးတော်မှာဖြစ်ပြီး sorry စစ်တပ်ကတို့ပညာရေးနဲ့စစ်ပဆိုင်ရာကျမ်းမာရေးဝန်ဆောင်မှုတွေလည်းပါပါတယ် sorry ဟာအမေရိကန်လိုလက်နက်ဝယ်ယူမှုအများဆုံးနိုင်ငံတွေမှာပါဝင်သွားပြီဖြစ်ပါတယ် sorry ကိုရောက်လာတဲ့သမ္မတ Trump ကိုအင်ရှိမင်သားမိုဟာမက်ဘင်ဆမန်ကိုတိုင်းလေရင်ခွင်မှာစောင့်ကြိုပြီးကွန်ပျူတာဖွင့်နဲ့ကြိုဆိုခဲ့ပါတယ်ကမောင်းနိုင်ငံများပြားမှာအေကောင်းဆောင်ကောင်းတွေကိုကော်ဇော်နီခင်ကြိုလေးရှိပြီမယ်။စော်ဒီကတော့တဲကန်နေရာရာသီဥတုမှာ နိုင်ငံရဲ့အသင်္ကေတတစ်ခုဖြစ်သတ်မှတ်ထားတဲ့လာဘနာပန်းရောင်ကိုရည်ညွှန်းတဲ့နဲ့ခဲရောင်ကော်စောကိုပြောင်းလဲအသုံးပြုခဲ့တာဖြစ်ပါတယ်။ဒါဟာစော်ရီရဲ့အထွတ်မြတ်ထားတဲ့ပုံကိုယ်တွေကိုကော်စောနီခင်းတဲ့နေရာမှာကော်စောခဲရောင်ကိုပဲအသုံးပြုခဲ့တာဖြစ်ပါတယ်။နိုင်ငံဆွေးနွေးတဲ့အခါမှာ Trump American Saudi ဆက်ဆံရေးဟာဘယ်ဒုံးကားနဲ့မှမတူအောင်သူ့လက်ထက်မှာအားကောင်းလာတယ်လို့ချီးကျူးသွားပါတယ် Trump ဟာသူ့ရဲ့ရွေးကောက်ပွဲကြိုမဟာဗျူဟာဂရီတစ်ခုဖြစ်တဲ့ ပြပရင်းနှီးမြှုပ်နှံမှုတွေအမေရိကကိုလုံရင်းစည်းဝင်လာရေးလက်တွေ့ကောင်ထည့်ဖို့ကိုစူးစမ်းနေပါတယ်။ခန့်ဟာ sorry in shit ဆန်ကိုလက်တွေ့ကြကြဦးဆောင်တဲ့သူလို့ပြောပါတယ်။ပုံကိုရရတဲ့ရန်သဘောကြတဲ့အကြောင်းပြောပါတယ်။ရီယယ်မြို့မှာရှိတဲ့တော်တွင်ခန့်ဟာ Syria ပေါ်အမေရိကန်ရေယူပိတ်ဆို့ထားမှုတွေရုတ်သိမ်းတော့မယ်ဆိုတာပါကြေညာသွားပါတယ်။ Syria မှာအာဏာရှင်အဆက်ပြုတ်ကြပြီးတော်လည်ရေးဆိုရတဲ့ကတောင်ယူအုပ်ချုပ်နေပါတယ်။ခုချိန်မှာတော့ Syria ဟာ နိုင်ငံအပြောင်းလဲကိုဥတီဖို့အခွင့်အရေးရသင့်ပြီလို့ထရန့်ကဆိုပါတယ်ထရန့်ရဲ့အရှေ့လက်ပန်းခီးစမှာ Elon Musk နောက်ပြီး OpenAI ရဲ့မှုဆောင်ရရှိချုပ် Sam Altman BlackRock မှုဆောင်ရရှိချုပ် Larry Fink နဲ့ Nvidia မှုဆောင်ရရှိချုပ် Jensen Huang တို့လို American စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ live ပါပါပါတယ်ဒီမိမရှင်လုပ်ငန်းရှင်ကြီးတွေဟာ Solid ကနိုင်ငံရဲ့ AI နည်းပညာကိုသိရောက်မြင့်တင်နိုင်မှုဆန္ဒပြမြောက်မှုအတွက်ဆွေးနွေးကြမှာဖြစ်ပါတယ် နေပြည်တော်က sorry company humane ကို AI chips ပေါင်း18000ကျော်ရောင်းချဖို့သဘောတူညီမှုရခဲ့ကြောင်းပြောပါလိမ့်။ Trump ဟာသူ့ရဲ့လူလားဆုံးဆန္ဒက sorry ကိုသဘောတူညီမှုထဲမှာပါဝင်လာစေခြင်းလို့ဆိုပါတယ်။ဒါကတော့သူ့ရဲ့ပထမကြိမ်သမရတန်တော်က Israel နဲ့ Iran နိုင်ငံတို့ကြားတန်တမဆက်ဆံရေးပြန်ထူထောင်နိုင်အောင်ညှိနှိုင်းသဘောတူပြီးနေတာရင်းညွှန်းပါတယ်။ဒါပေမဲ့မိုဟာမက်ဘင်ဆာမန်ကတော့ဂါဇာမှာဖြစ်နေတဲ့အစ္စရေးနဲ့ပါလက်စတိုင်းစစ်ပွဲမှာရမချင်း ဒီလိုမျိုးသဘောတူညီမှုဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ရှင်းရှင်းလင်းလင်းအသိပေးတုံ့ပြန်ထားပါတယ်။ထရန်ဟာဂါဇာစစ်ပွဲနဲ့ပတ်သက်တဲ့ကိစ္စတော့အတူချုပ်လို့သာပြောသွားပါတယ်။ထရန်ဟာဆော်ဒီမာရှိနေတဲ့အတောအတွင်းလက်ရှိစစ်ရဲသမ္မတအာမက်အရှာယားကိုလည်းလူချင်းတွေ့မယ်လို့သိရပါတယ်။ဆော်ဒီကနေထရန့်ခီးစမကာတာနဲ့ UAE တို့ဟာလာမယ့်ဆယ်စုနှစ်အတွင်းအမေရိကန်မှာစုစုပေါင်းဒေါ်လာ1.3ထရီလီယံယင်းနှုန်းနှံမှုတွေလုံမယ်လို့ကြေညာပေးထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ရွှေရှေးရီမှာရတဲ့အမြတ်ငွေအမေရိကန်ဒေါ်လာ1.4တန်ကိုဝင်တဲ့2000အတူတထေးတူကပေးဝေတယ်လို့သိရပါတယ်တယ်ဝန်နိုင်ငံမှာစူပါမားကတ်ပန်ရှင်တို့ဟာအချက်ပြုတ်နဲ့တန်ရှင်းသမားတွေပါဝင်ဝန်ထမ်း2000ကျော်ကိုရွှေရှေးရာရင်းနှီးမြှုပ်နှံမှုမှာရတဲ့အမြတ်ငွေယွမ်း7တန်းဒီပါအမေရိကန်ဒေါ်လာ1.4တန်ကိုဝေပေးလိုက်တဲ့အတွက်အွန်လိုင်းမှာဟိုးလေးဒီကျော်ဖြစ်သွားပါတယ်ဗီဒပညာရှင်အောင်လည်းဖြစ်တဲ့ပြူမင်ကျန်းဟာ2021မှာလုပ်ငန်းရှင်ဖြစ်လာပြီးတရုတ်မြောက်ပိုင်းရှန်စီပြည်နယ်မှာ ူဟာစူပါမတ်ကဖွင့်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီတုန်းကသူဟာစီပွားရေးဟာရှမ်းစီပြည်နယ်မှာဆိုင်ခွဲပေါင်း33ခုထိဖွင့်ခဲ့ပြီးအနီးမှာရှိတဲ့ဟန်နန်ပြည်နယ်ထိပါလုပ်ငန်းတိုးချဲ့တဲ့မြို့ဝန်နှန်းပေါင်း2000ကျော်ခံထားနိုင်ပါတယ်တထဲလူဟာရွှေရှေရာတနစ်ရင်းနှီးမြှုပ်နှံမှုမှာရတဲ့စုစုပေါင်းယွမ်9.13တန်းကိုဝေပေးခဲ့ကြောင်း AB 26ရဲ့နေ့ကသတင်းဌာနနဲ့အင်တာဗျူးမှာပြောခဲ့ပါတယ်ကျွန်တော်ရှေရာရောင်းဝယ်လုပ်နေတာနှစ်20လောက်ရှိပြီ ပတ်စံနေမြများဆဆဝေပေးတာဒါပထမဆုံးပဲလို့ဆိုပါတယ်။ဒါဟာရှယ်ယာမရတဲ့အမြင့်ငွေတွေကိုသူ့အနေနဲ့ဝေပေးခဲ့တာလို့ဆိုပါတယ်။လောက်သက်နှစ်နှစ်ထက်ရှိတဲ့ဝန်ထမ်းတွေကအမေရိကန်ဒေါ်လာ1400ယွမ်ဝေဆိုရင်1000လောက်သက်တစ်နှစ်နဲ့နှစ်နှစ်ကြာဝန်ထမ်းတွေကခီးသွားစေယွမ်2000နဲ့9000ယက်လောက်သက်တစ်နှစ်ဝန်ထမ်းတွေကယွမ်2000နဲ့9000ယက်အသီးသီးရပါတယ်။ အွန်လိုင်းမှာပြနေတဲ့ဗီဒီယိုမှာစပွဲမှာငွေတွေပုံထားပြီးဝန်ထမ်းတွေကပျော်ရွှင်စွာနဲ့သူတို့ဝေစုကိုရယူဖို့တန်းစီစောင့်ဆိုင်နေတာတွေ့ရပါတယ်။ဒီအကြောင်းအစားကြတော့တထေကမူဗီပြောနေတာထင်တယ်လို့ဝန်ထမ်းတို့ကဆိုပါတယ်။အခုလိုမျိုးငွေတွေဝေပေးတဲ့အတွက်ကြောင့်အင်မတန်ကျေးဇူးတင်ပါတယ်လို့ဆိုပါတယ်။ငွေတွေဝေပေးခြင်းဟာဝန်ထမ်းတွေအလုပ်ပုံကိုစူးစမ်းဖို့ရည်ရွယ်ခြင်းမဟုတ်ပဲရေရှည်အတွက်အမျှော်မြင်ရှိစေရန်ဖြစ်ကြောင်းတထေလူက ပြောပါတယ်။ဝန်ထမ်းတွေစိတ်ချမ်းသာအောင်အကောင်းဆုံးလုပ်ပေးသမှာပါ အမြဲဝေတွေဝေပေးတာဒါတော့ဆုံးချိန်မဟုတ်သေးပါဘူးကျွန်တော်ဒီထက်ပိုများရင်ဒီထက်ဝေပေးဖို့အစီအစဉ်ရှိပါတယ်လို့တထေးလူကဆိုပါတယ်အကျိုးမြတ်တွေတဖြည်းဖြည်းရဖို့စိတ်ရှိရှိနဲ့စောင့်အောင်ပါပေါ့လေမိသားစုပေါင်း2000ကျော်ကကျွန်တော်ပေါ်မိခူနေတာလေဒါကြောင့်ဝန်ထမ်းတွေကောင်စာရေးပို့လုပ်ပေးရမှာပါဆိုပါလေအွန်လိုင်းသုံးပြုသုံးပြုသူတွေကဝန်ထမ်းတိုင်းလိုချင်တာဒီလိုတထည်မျိုးအဲ့ဒီမှသာအလုပ်လုပ်ရရင်စေစားလို့ပို့ကြိုးစားပြည့်မယ်ဆိုပြီးမှတ်ချက်တွေပေးနေတာဖြစ်ပါလေ ကဘာတော့ဂျပန်ကမ္ဘာလီပန်နာဆိုနီကဝန်ထဲရောက်တောင်းရှော့ချမယ်ဆိုပါတယ်ဂျပန်လက်ထရောနစ်ကွန်မတီပန်နာဆိုနီဟိုရီယာ2025မှာဝန်ထမ်းအရောက်တောင်းရှော့ဖို့စီစဉ်ထားတယ်လို့ကြေညာလိုက်ပါတယ်ဂျပန်တွေကဝန်ထမ်း9000နဲ့နိုင်ငံရေးချမ်းကဝန်ထမ်း9000ရှော့ချမှာဖြစ်ပြီးကဘာစီးပွားရေးဝန်ကျင်မှာတည်တာတဲ့အပြောင်းအလဲကိုတုံ့ပြန်မှုရှိရတဲ့ကမ္ဘာရဲ့စီမံခန့်ခွဲမှုဆိုင်ရာပြည်ပြောင်းလဲမှုလို့ပန်နာဆိုနီကကြေညာပါတယ် လုံတိုင်းရာရှော့ချတာပြင် Panasonic နဲ့ဟာဆုံးရှုံးမှုဖြစ်စေတဲ့လုပ်ငန်းတွေကိုရုပ်သိမ်းဖို့ပိတ်ပစ်ဖို့စီစဉ်ပြီးဖြန့်လန်းလုပ်ဆောင်ချက်တွေကိုချောမွေ့အောင်ပေါင်းစပ်လုပ်ဆောင်ဖို့လည်းစီစဉ်ထားပါတယ်။ဗန်နာရီနှစ်2024ဝင်ငွေစီရင်ခံစာအရ Panasonic ဟာဝင်ငွေ American Dollar 54ဘီလီယံဘလောက်ကိုစီရင်ခံစာတင်ပြခဲ့ပြီးအရင်ဗန်နာရီနှစ်ထက်ဝင်ငွေကျဆင်းသွားပါတယ်။အမြတ်ငွေတစ်နှစ်ကို18000ခန့်လောက်ကျဆင်းသွားပြီး American dollar 3.3 billion ကျဆင်းသွားပါတယ် Panasonic ဟာကမ္ဘာတစ်ဝှမ်းမှာဝန်ထမ်းပေါင်း2,800ရှိတယ်လို့သူတို့ရဲ့ website မှာဖော်ပြထားကြရသိရပါတယ်ဒါဟာ Panasonic တခုတည်းနဲ့မကဘဲနဲ့တခြားဂျပန်ကုမ္ပဏီတွေကိုပါရိုက်ခတ်မှုတချို့ရှိလာတယ်လို့ဆိုပါလိမ့်။အထူးသဖြင့်ဂျပန်ကားကုမ္ပဏီတွေကိုလည်းရိုက်ခတ်မှုရှိနေတယ်လို့သိရပါလိမ့်။ဂျပန်ကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Nissan ဟာလည်း တရုတ်ရဲ့ EV ကားတွေကိုဈေးကွက်ထဲမှာမရှိနိုင်တဲ့အတွက်ကြောင့်ကုမ္ပဏီဟာအခက်အခဲများစွာကြုံတွေ့နေရတယ်လို့သိရပါတယ်။အခက်အခဲများစွာကြုံတွေ့ရတဲ့အတွက်ကြောင့်ဝန်ထမ်းတွေကိုရှော့ချဖို့များပါတယ်။ Nissan ဟာတကဘာလုံးနှံအလောက်ကန်နေရာပေါင်း2000ရှော့ဖို့ပြင်ဆင်နေပါတယ်။ယင်းကြီးညာထားတဲ့နှစ်ဆပုံပြီးလူရှော့လာတာပါ။လူ2000ရဲ့အတွက်ဟာ Nissan ရဲ့တကဘာလုံးလောက်သောအင်အား15ခန့်တော့ဖြစ်ပါတယ်။ ကားစက်ယုံ18ယုံထဲက9ယုံပိတ်ပစ်မှာဖြစ်ပါလိမ့်။ဒါရီယာပြီးခဲ့တဲ့နှစ်ဘန်နာရီနှစ်ကဒေါ်လာ2.5ဘီလီယံအရှုံးပေါ်ခဲ့တဲ့နောက်ခုလိုလွတ်ဆောင်ရတာပါ။အဓိကကတော့ Nissan နေနဲ့တရုတ်ထုတ်တဲ့စစ်ကားတွေကိုရှင်ပြိုင်နိုင်ခြင်းမရှိတဲ့အတွက်ပါဖြစ်ပါလိမ့်။ဒါ့အပြင် American ဈေးကွက်မှာဆိုရင်လည်းတမရထန်ရဲ့ကြီးလေးတဲ့အခွန်နှုံထားတက်က Nissan ကိုချိန်ချောင်းနေပါလိမ့်။နာမည်ကြီးနောက်ဂျပန်ကားပြည်ကုမ္ပဏီဖြစ်တဲ့ Honda နဲ့ပေါင်းကြမလားဆိုပြီးစကားပြောဆိုတာလုပ်ခဲ့ပေမဲ့အခု Nissan မှာပဲမအောင်မမြင်ဖြစ်ပြီး Honda နဲ့ Nissan စနစ်ကူကရပ်တန့်သွားခဲ့ပါတယ်။မန်ကောက်မှာငလင်းကြောင်ပြိုကျခဲ့တဲ့ချက်တူချက်အဆက်အထက်30အဆောက်အုံကြီးမှာအလောင်းရှာဖွေတဲ့လုပ်ငန်းစဉ်ရပ်လိုက်ပြီလို့သိရပါတယ်။အလင်းကမကောက်ရချာလူချာရက်ကငလင်ကြောင်းပြုခဲ့တဲ့အဆောက်အုံအောင်မှာပိတ်မိပျောက်ဆုံးနေသူတွေရှာဖွေကယ်ဆယ်တဲ့လုပ်ငန်းစဉ်ပြီးဆုံးသွားပြီလို့ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကကြေညာလိုက်ပါတယ်။ ထိုင်းအနာပါနေပါဝင်ပရိုက်တာကေဇေးဖွဲ့တွင်နဲ့စီတနာဝန်ထမ်းဖောင်ဒေးရှင်းတွေကရှောက်ဖွေကေဇေးနဲ့အလောင်းထုတ်တဲ့လုပ်ငန်းစဉ်တွေဇက်တိုက်လုပ်ဆောင်ခဲ့ပြီးငလင်ကြီးပြီးတဲ့နောက်ရပောင်း90ဒီကြာမှာအခုလိုရက်ဆိုင်လိုက်တာဖြစ်ပါတယ်ရှောက်ဖွေကေဇေးညုံတာရက်ဆိုင်လိုက်တဲ့ဒီနေ့မှာပဲအဆောက်အဦမှာကေဇေးသမားတွေကတေဆုံခဲ့သူတွေနဲ့ပျောက်ဆုံးနေသူတွေအတွက်ငြိမ်သက်စွာမတည့်ရက်ပြီးစုတောင်းဝမ်းနဲ့ကြေကွဲကြောင်းပြသပါတယ် တေဆုံးခဲ့သူတွေအတွက်ဗုဒ္ဓဘာသာဒလိထုံလန်းရာတန်ဃာတော်တွေပြင့်ဖိတ်ပြီးတရားနာရည်စက်ချလူတမ်းမှုတွေလည်းပြုလုပ်ခဲ့ပါတယ်။မေဆိုင်နေ့ဒီထိုင်းပြည်နယ်ရှောက်ဝေးတင်းချက်လက်ရာအဆောင်ပြုမှုကြောင့်လူ89ဦးသေပြီးကိုဥဒံရာက9ဦးကတော့ပျောက်ဆုံးနေစေဖြစ်ပါတယ်ဒီသေဆုံးရေးအတွက်ထမမြန်မာအလို့သမား34ဦးပါတယ်လို့သိရပါတယ်ခိုင်အနာပါနေကသေဆုံးခဲ့တဲ့နိုင်ငံသားစင်းတော့အတိအကျသတင်းထုတ်ပြန်တာမရှိဘူးလို့ BBC ရဲ့သတင်းတပုတ်ကသိရပါတယ်တစ်ဖက်မှာလည်း ခြားလူချက်ကအစိုးရစီရင်စစ်ချုပ်ရုံးအဆောက်အအုံပြောကြားတဲ့အကြောင်းရင်းကိုထိုင်းဆွေရကကော်မတီဖွဲ့စုံစမ်းစစ်ဆေးနေတယ်လို့ထိုင်းသတင်းတွေကရေးသားထလှတွေ့ရပါလိမ့်။ဒါအပြင်အဲ့ဒီအဆောက်အအုံပြောကြားပြည်စည်းမှုမှာအဓိကအပြင်အဆောက်အအုံကိုစောင့်လုပ်ခဲ့တဲ့ကမ်ပဏီတွေဒါအပြင်အဆောက်အအုံကိုအရေးအသွေးစစ်ဆေးတဲ့ကမ်ပဏီတွေတန်ကြောင်းတင်သွင်းတဲ့ကမ်ပဏီတွေကိုအဓိကထားပြီးတော့စုံစမ်းစစ်ဆေးနေတာပဲဖြစ်ပါလိမ့်။အဲ့ဒီမှာ အဆောက်အုံမှာရေသွေးမပြည့်မီတဲ့တန်ချောင်းတွေကိုတုံးတဲ့အတွက်ကြောင့်အခုလိုမျိုးအလွဲတကူပြိုကျသွားတာဖြစ်ပြီးဒီလိုမျိုးဖြစ်စဉ်တွေမှာတာဝန်ရှိသူတွေကိုရေးယူထားတယ်ဆိုပြီးတော့ထိုင်းဆိုရကတော့ကနအူးတင်းထုတ်ပြန်ထားပါတယ်လောလောဆယ်မှာတော့အဲ့ဒီရေးယူထားတဲ့သူတွေကိုဘလို့ပုံမှန်တွေနဲ့ရေးယူနေလဲဆိုတော့မသိရသေးပါဘူးတောင်တရုတ်ပင်လယ်မှာအငင်းပွားနေတဲ့ဆန်ဒီကေကြောင်တန်ဟာ BNN ပိုင်းဖြစ်လို့လေးစားကြဖို့ ဖိလစ်ပိုင်နဲ့တရုတ်ကိုဗီယက်နမ်ကစာပို့တယ်လို့ဆိုပါတယ်။တောင်တရုတ်ပင်လယ်အတွင်းမှာရှိတဲ့ဖိလစ်ပိုင်နဲ့နေဆက်ရာစန်ဒီဂေးကြောက်တန်းကိုပြီးခဲ့တဲ့တစ်ပတ်ကတရုတ်ကန်ကြီးဆောင်တက်ကတရုတ်အလံလွှင့်ထူလိုက်ပြီးအချုပ်ချာအာဏာပြိုင်နေမိတယ်။လုံခြုံရေးရေချောင်းထိန်ချုပ်မှုတစိမ့်တစ်ပိုင်းလုံဆောင်ချက်လို့တရုတ်ဆွေရပိုင် CCTV ကထုတ်ပြန်ခဲ့ပြီးဖိလစ်ပိုင်နဲ့တူပိုင်ကိုပိုင်အငင်းပွားနေချိန်ဗီယက်နမ်ကပါတီကြောက်တန်းဟာမမိပိုင်တဲ့ဖြစ်လို့ ်နိုင်ငံလုံးလေးစားကြဖို့တန်တမာရေးရာကန့်ကွက်စာထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။တရုတ်ရဲ့ကြောက်တန်းပေါ်အလံလွင့်ထုံမှုပြီးဖိလစ်ပိုင်ကမ်းခြေဆောင်တပ်ကအဲ့ဒီကြောက်တန်းကိုတွားပြီးစစ်ဆေးစေဘဲဒီယုစစ်တာအလံမမတွေ့တော့ပဲချင်းချောက်မှုတသက်သာဖြစ်တယ်ဆိုပါလိမ့်။တကယ်လို့သာအဲ့ဒီလိုတွားရောက်စစ်ဆေးစေမှာတရုတ်စစ်သားတွေရှိတယ်ဆိုရင်တော့သေချာဘောက်ကိုနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေကဖြစ်နိုင်ပါလိမ့်။ဒါကြောင့်မိမိတို့ပိုင်ကျုံအပြင်နိုင်ငံတကာကအသိမှတ်ပြုထားတယ်လို့တုံ့ပြန်ထားပါတယ်။ တရုတ်စစ်သားတွေဟာပထမတရုတ်ဘက်ကထုတ်ပြန်တဲ့အခါမှာအဲ့ဒီဂျုံဘုံမှာတွေ့ရပြီးခုမှမတွေ့ရတာဟာမားကြောက်လဲလို့အမေကထုတ်စရာရှိပါတယ်။ BNN ကလည်းတောင်တရုတ်ပင်လယ်ကိုအရှိပင်လယ်လို့သာခေါ်ပြီးစန်ဒီကေးကြောက်တန်းဟာတရုတ် BNN ဖိလစ်ပိုင်မလေးရှားအစရှိတဲ့နိုင်ငံအားလုံးကိုယ်အပိုင်နယ်မြေဖြစ်သတ်မှတ်နေတယ်။ Separately Island ကျွန်းစုတွေပေါ်မှာတစုပါဝင်တယ်လို့ BNN ကဆိုပါလေ ဒါကြောင့်တရုတ်နဲ့ဖိလစ်ပိုင်တို့ဟာ BNN ပိုင်တဲ့နယ်မြေကို သူ့ပိုင်ကိုပိုင်လုပ်နေကြမှုပေါ့ကန့်ကွက်ကြောင်းနဲ့ BNN ရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားကြစေလိုတဲ့ဆိုပါလေနိုင်ငံတကာဥပဒေအရစန်နီကေးကြောင်းတန်းဟာမိမိတို့အပိုင်ဖြစ်ပြီးရှေးပင်လယ်ဒေသတည်ငြိမ်အခြေအနေကိုအလေးထားဖို့တနမန်ရေးရအသိပေးစာတွေပေးပို့ခဲ့တယ်လို့ BNN နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ် BNN ရှိတရုတ်နဲ့ဖိလစ်ပိုင်တန်ယုံတွေကတော့ အဲ့ဒီအတိပေးစာပေးပို့မှုနဲ့ပတ်သက်ပြီးတစုံတရာထုတ်ပြန်ဖြေရှင်းခြင်းမရှိသေးဘူးလို့သိရပါတယ်။လောလောဆယ်မှာတောင်ထုပ်ပင်လယ်တွင်မှာတင်းမာမှုတွေဟာအစွမ်းကုန်မြင့်တက်နေတဲ့အခြေအနေမှာရှိနေပါတယ်။